မိုးညိုမြို့ပေါ်တွင်ရွေးကောက်ပွဲမဲစင်လာရောက်ဆစ်ဆေးသူမရှိတော့ကြောင်းစစ်တပ်ကတိုင်နေလူတူနှုတ်မဲစင်လာရောက်ဆစ်ဆေးရန်ဖီအာပေချင်းချောက်ခေါ်ဆောင်နေကြောင်းဒီရပါတယ်ဘဘူတိုင်းမိုးညိုမြို့ပေါ်တွင်ရွေးကောက်ပွဲမဲစင်လာရောက်ဆစ်ဆေးသူမရှိတော့ကြောင်းအကြမ်းဖက်စစ်တပ်ကတိုင်နေလူတူနှုတ်မဲစင်လာရောက်ဆစ်ဆေးရန်ဖီအာပေချင်းချောက်ခေါ်ဆောင်နေကြောင်းဒေသအပြည်သူများကပြောပါတယ်နော်မာလာ၁၄ရက်နေ့တွင်မိုးညိုမြို့ပေါ်ရှိမြို့မရွက်ွက်အုပ်ချုပ်ရေးမှုနဲ့ ခင်လက်နဲ့ရွှေဦးတော်ရက်ွက်အုပ်ချုပ်ရေးမှူးမြတ်သားတို့ဦးဆောင်မှာရွေးကောက်ပွဲမဲစင်များတရင်လင်းလူတူနှုံမဲစင်လာရောက်ဆစ်ဆေးရန်ဖီအားပေးချင်းကြောင့်ခေါ်ဆောင်နေခြင်းဖြစ်ကြောင်းဒီရပါတယ်ထို့သောဖီအားပေးချင်းကြောင့်ခေါ်ဆောင်ခြင်းကြောင့်ရက်ွက်ယုံ၌ပြည်သူအများပြားရောက်ရှိလာသည်ကိုဓာတ်ပုံရက်၍ပြည်သူများရွေးကောက်ပွဲကိုရန်လုံးပြည့်စိတ်ဝင်စားနေသည်ဟုဆိုကကြွေးကြော်နေကြောင်းထို့သောမဲစင်လာရောက်ဆစ်ဆေးခြင်းမရှိသောပြည်သူများကိုလည်းအကြံပေးစစ်တပ်ခေါ်၍ဖမ်းဆီးခိုင်းရန်လှုံ့ဆော်နေကြောင်းသိရှိရပါတယ် ဝုံညုံမြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးတပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူတွေကစိတ်ဝင်စားတယ်လို့ဝါဒဖြန့်ဖို့မြို့မရက်ကွက်အုပ်ကြီးခင်လန့်နဲ့ရွှေဦးတောင်းရက်ကွက်အုပ်ကြီးမြသားတို့ဦးစီးပြီးပြည်သူတွေကိုတရင်ကိုလူတဦးနှုံမဲဆင်းလာရောက်စစ်ဆေးရမယ်လို့ဖီအာပေချင်းကြောက်ခေါ်ဆောင်လို့မနေ့ကပြည်သူတွေမဲဆင်းသွားကြည်ရတယ်အဲဒါကိုအုပ်ကြီးတွေကတပ်ပုံရိုက်ပြီးယူသွားတယ်မလာတဲ့သူတွေကိုစစ်တပ်ခေါ်ဖမ်းမယ်လို့လှုပ်ဆောင်နေပါတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ် အဆိုပါအုပ်ချုပ်ရေးမှုများသားသည်ရွှေတောင်းမြုံနယ်အတွင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရာတွင်နာမည်ဆိုးဖြင့်ကြော်ကြားသူဖြစ်ပြီးရက်ွက်အတွင်းဒီထန်သောလူငယ်များပြားလည်းထွက်ပြေးတင်းရှောင်နေရကြောင်းထို့ပြင်ရက်ွက်အတွင်းစစ်မှုထမ်းခြင်းဟုဆိုကာလစဉ်ငွေကျပ်3000ကောက်ခံနေကြောင်းသိရှိရပါသည်။နမောက်မြုပ်သက်လမ်းပိုင်းတွင်မြုပ်နယ်ရွေးကောက်ပွဲကော်မရှင်အကြီးအကဲမောင်မင်းသူကိုအရှင်ဖမ်းမိပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါသည်။မကွေတိုင်းနမောက်မြုပ်သက်လမ်းပိုင်းတွင်အကျန်းပစစ်တပ်၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကိုအရှင်ဖမ်းခဲ့ရကြောင်းပြည်သူ့ကော်မတီတပ်မတော်အမှတ်903တပ်ရဲမှဘူအောင်တင်က ပြောပါရယ်ဇူလိုင်လ10ရက်နေ့တွင်နတ်မောင်မြို့တဲ့လမ်းပိုင်း၌တွန်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူကို အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့သောဖမ်းဆီးရမိခဲ့သောရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီမောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်သည့်စီရင်တချို့လည်း ရွေးကောက်ပွဲပြုလုပ်မည့်အခြေများကိုတည်ရှိခဲ့ရကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်903တပ်ရင်းမှဘူအောင်နေကရှင်းပြပါတယ်။သူစီကနေစင်းအချုပ်နဲ့ရွေးကောက်ပွဲပြုလုပ်မဲ့လတွေတော့တည်ခဲ့ရပါတယ်။ဇူလိုင်လ10ရက်နေ့မြို့တင်နှက်မောက်သွားတဲ့လမ်းပိုင်းမှာစစ်စေးလုံငေစင်ဖမ်းမိကြပါ။လက်ရှိမှာဖမ်းဆီးထားတဲ့သူကိုဘလို့ဆက်လက်အရေးယူဆောင်ရွက်မလဲဆိုတာကတော့စစ်စေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်။သူ့ကိုတော့အချုပ်ထဲမှာထားထားပါတယ်။မောင်မင်းသူကတော့အသက်29နှစ်အရွယ်ရှိတယ်။တအူးတဲ့ဖမ်းမိကြပါ။ ကျွန်တော်တက်နိုင်တဲ့ဘက်ကရွေးကောက်ပွဲကိုတားဆီးမှာပါဟုပြည်သူ့ကော်မတီတက်မှာအမှတ်900တက်ရင်မှဘူအောင်လင်းကပြောဆိုပါတယ်။ဆိုပါဖမ်းဆီးလုဆောင်မှုကိုပြည်သူ့ကော်မတီတက်မှာအမှတ်900တက်ရင်မှရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးအချမ်းပဲစစ်တပ်ရွေးကောက်ပွဲကော်မရှင်အတွက်ပူပေါင်းပါဝင်မိသူမိသူကိုမဆိုနတ်မောက်ကလုံး PDF တက်ရင်900ကအေးယူသွားမည်ဖြစ်ကြောင်းဘူအောင်လင်းကဆက်လက်ပြောဆိုပါတယ်။အေးကယာယီဆော့ကွာပေးလိုက်တော့ကြောက်ဖြူမြင့်ပြေရွာရေဒါစကားတွင်ဝါရဖြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ် အေပြစ်ခတ်တော့လက်လက်ကြီးကြီးကြားရောက်ပေါ်ကွယ်၍စစ်သားအများအပြားတေဆုံးကြောင်းဒီရပါရယ်ရခိုင်ပြည်ကြောက်ဖြူမြုံနယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်ရသောကြောက်ဖြူမြင်းပြင်ရွာရေဒါစကားတွင်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရာစစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်တော့လက်လက်ကြီးကြီးကြားရောက်ပေါ်ကွယ်၍စစ်သားအများအပြားတေဆုံးသွားကြောင်းအေအေစီးတရင်ရင်းတကပြောပါရယ်အရခတ်တတော်အေအေသိမ့်ပိုက်ထားသည့်ကြောက်ဖြူမြုံမြင်းပြင်ရွာရေဒါစကားကိုလုံခန့်ကြီးပိုင်းတွင်အချမ်းပဲစစ်ကော်မရှင်တပ်များက အင်အားအလုံးအရင်ဖြစ်စစ်ကြောင်းထိုးတက်ခိုက်လာကြောင်းရန်နောက်အေကမင်းပြင်ရွာစကားမှယာယီစုပ်ပါပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြင်ရွာစကားကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်တပ်ပုံရိုက်ကူးရအတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရင်းအချင်းအေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာမင်းပြင်ရွာစကားတွင်ရှိဝါရဖြန့်တပ်ပုံရိုက်ကူးရပြင်ဆင်နေသည့်နေရာသို့တဲ့တဲ့ကြက်ရောက်ပေါက်ကွဲခဲ့ကြောင်းအဆိုပါပေါက်ကွဲမှုအတွင်စစ်သားများပြားတေဆုံးသွားကြောင်းသိရှိရပါသည်အဲ့ဒီမင်းပြင်ရွာရေဒါစကားကို ေကတင်ထားတာအင်အားအနည်းငယ်ပဲရှိတယ်အဲ့ဒါကိုစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာအဲ့ဒါကိုစစ်တပ်ကမဏိကဝါရဖြန့်တပ်ပုံရိုက်ဖို့လုပ်နေတော့အေကလက်လက်ကြီးနဲ့ပြစ်လိုက်တာအကုန်ကြွကုန်တယ်ဟုစေရေးတရင်ရင်းတကပြောပါတယ်မြင်းပြင်းရွာစကားတွင်လက်လက်ကြီးကြက်ရောက်ပေါက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားအ ਨੇ ဆုံး10ဦးခန့်တေဆုံးနိုင်ပြီး24ဦးတေဆုံးသည်ဟုတရင်များကြားရတော့လဲအတိအကျကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ကြောက်ဖြူမြုံနေရတွင်ကြေးရွာအများစုတွင် A ကအနေနဲ့စုံမှုထားပြီးစစ်တပ်ကရေတပ်နဲ့မြို့ပေါ်ခြေစိုက်တပ်များတွင်သာနေရာယူထားရမှာကြီးကြီးလေးအင်အားအသုံးပြုပြီးတာမြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ AD ရခိုင်ပြည်နယ်တွင်2023နိုဝင်ဘာလ17ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင်တန်တွဲရံပဲမူဒီတောင်ရသေးတောင်ပုံနှကြုံကြောက်တော်မင်းပြမြောက်ဦးမြေဘုံပေါတော်မောင်တော်အန်တောင်ကုတ်ဝါရုတ်ကိုတင်ပိုက်ထားပါတယ်။ထိုပြင်ချင်းပြည်နယ်ပလောဝမြို့နယ်ကိုလည်း A ကသိမ်းပိုက်ထားပါတယ်။ A ကရခိုင်တပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက်လက်တကမ်းသာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တင်လက်ရှိကြောင်း A ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ရေးပြုံနဲ့ရွာကလေးနဲ့ဝါရမ်းရွာအကြားစစ်တပ်နဲ့ရေးပလူဖွဲ့တို့တက်ပွဲဖြစ်ပွားပြီးစစ်သား9ဦးသေဆုံးကြောင်းသိရပါတယ်။မွန်ပြည်နယ်ရေးပြုံနယ်ရွာကလေးနဲ့ဝါရမ်းရွာအကြားတွင်အကြမ်းဖက်စစ်တပ်နဲ့ရေးပလူအဖွဲ့တို့တက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ဆက်သားခုနှစ်ဦးတေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ကောင်းဆောင်တရင်မှုရေဘလူးကပြောပါရယ်။နွန်ဘာလ၁၄ရက်နေ့တွင်စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်ဆက်သားများကိုရေဘလူးအဖွဲ့ကအပါစီရယူ၍တပ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတပ်ပွဲဖြစ်ပွားချိန်55မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါရယ်။တပ်ပွဲဖြစ်ပွားတဲ့နေရာကရွာကလေးနဲ့ဝိုင်ဟိုင်းကြားထဲမှာရန်သူဘက်ကတေဆုံးမှုခုနှစ်ဦးရှိတယ်။ဒဏ်ရာရတာတွေလည်းရှိတယ်။ဒဏ်ရာရတာကြတော့အာယူတံကိုပြန်ပို့ချပါရယ်။ ကျွန်တော်တို့နဲ့သူတို့နဲ့ကရွာကလေးရွာသူတို့ကြော်လာခဲ့တယ်ဝိုင်းဟိုင်းကြလို့ပြောလို့ရတယ်အဲ့ဒီမှာထိတွေ့မှုဖြစ်တယ်တိုက်ပွဲဖြစ်ခြင်းက55မိနစ်လောက်ရှိတယ်ကျွန်တော်ဘက်ချမ်းကလက်ဦးမှုအရင်ရတယ်သူတို့ကကျွန်တော်ရဲ့ရှိတဲ့ target အထိုင်နေရာကိုပဲပြစ်တာပေါ့ကျွန်တော်ကသူတို့အရင်ရတော့အပါစီပြရတယ်ရန်သူဘက်ကထိခိုက်မှုများတယ်ထိခိုက်မှုများတော့သူဥတီချက်တွေထပ်မွှေ့ပဲစစ်ကြောင်းကကျွန်တော်နဲ့ပြစ်တဲ့နေရာအနီးတော်မှာပဲနေသွားတယ်အခုရေဘလူးတပ်ဖွဲ့တရင်မှုကပြောပါတယ် နိုဘောလာ15ရင်းနေနပိုင်းတွင်မူအကျန်းပစစ်သားများကစစ်ကြောင်းထပ်မထိုးတော့ပဲပြန်ဆုတ်သွားသည့်အပြင်ဖားစီထားသည့်ဒေသခံများကိုလည်းပြန်လုပေးသည်ဟုကြားသည့်အကြောင်းရေဘလူတပ်ဖွဲ့ထံမှသိရှိရပါသည်ဒီတစ်ခေါက်တော့သူတို့ဘက်ကတိုးလာခဲ့တဲ့စစ်ကြောင်းအရန်ကိုထိနာသွားတယ်ဟုရေဘလူတပ်ဖွဲ့တရင်မှုကပြောကြားပါသည်မွန်ပြည်နယ်ရေမြုံနယ်တွင်စစ်တပ်ကရေဘလူတပ်ဖွဲ့ကိုစစ်ကြောင်းထိုး၍နေပြည်တော်ရှင်းလင်းရန်စ조사တော်လဲသုံးနှစ်ကျော်ကြာလာသည့်အချိန်ရေဘလူတပ်ဖွဲ့ကသာအသာစီးဖြင့်စစ်တပ်ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ချေမှုန်းနိုင်ခဲ့ကြသော ဝန်ပြည်နယ်ခြေဆိုင်တော်လိုက်တရင်ချင်းမြတ်တို့ကပြောဆိုပါရယ်။ဘုံရမြို့နယ်ဘုံရချောင်းလမ်းပိုင်းတွင်ဝမ်ပေါင်ချင်းကြီးတဲ့ရန်နံကိုလုံခြုံရေးယူပေးနေသည့်စစ်ကားများကိုမိုင်းဆွဲဖြစ်ကတက်ခိုက်မှုကြောင့်စစ်သား၂ဦးသေဆုံးကြောင်းသိရပါရယ်။စကိုင်းတိုင်းဘုံရမြို့နယ်ဘုံရချောင်းလမ်းပိုင်းတနေရာတွင်အကြမ်းဖက်ဆစ်ရင်နံကိုမိုင်းဆွဲပစ်ခတ်တိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF ဘုံရတပ်ဖွဲ့ကောင်းဆောင်ကပြောပါရယ်။နိုဝင်ဘာလ14ရက်နေ့နာရီ8:53မိနစ်က ဇလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှကျင်းဒီများတည်ဆောင်လာသည့်တွဲကား23ဆင်းပါရင်းနှံကိုလုံခြုံရေးလိုက်ပါဆောင်ရွက်ပြီးတော့ဘုံရမြို့အနောက်မြောက်ပိုင်းစစ်ထဏနာချုပ်နာမခမတာပြားကဂျမတက်စင်ထားသည့်ရင်း6ဆင်းကိုဘုံရ6လမ်းပိုက်တနေရာတွင်မိုင်းဆွဲပစ်ခတ်ထိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။မနေ့တုန်းကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲကရှေးနောက်တွေပြန်ဆွဲလိုက်ကြတာအဲ့ဒီကားနာမောင်းတဲ့နှစ်ယောက်တည်ရလို့ကြားတယ် ဘယ်ဘက်ကမိုင်းကထိတာလဲတော့မသိရဘူးအခုလောလောဆယ်တော့လမ်းမပေါ်မှာပြည်သူကားတွေကိုပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်ပြီးတော့မနေ့တုန်းကဆိုရင်အဒလကြီးမုံရွရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်တယ် Area 71 LPD မုံရွာတပ်ဖွဲ့ကောင်းဆောင်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူကားဝဲအဖွဲ့မုံရွာမြို့နယ်ပါပါပါမိုင်းအဖွဲ့မှဦးဆောင်၍ Area 71 LPD မုံရွာနဲ့ Golden Peacock Attack Force အဖွဲ့တို့ပူးပေါင်းကလုဆောင်ခဲ့ခြင်းဖြစ်ပြီး ဘီရုကာဝေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အခုချိန်မှာစကမကရွေးကောက်ပွဲလုပ်မဲ့အချိန်မှာစစ်ခွေးတွေကမြို့တွေမှာဆိုရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့အချိန်ကျွန်တော် PDF တွေကလည်းစကမရဲ့လုံဆောင်ချက်မှန်သမျှကို အားစိုက်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တပ်ဖွဲ့ထုတ်ပြန်ချက်တွေကိုနားဆွင့်ပြီးတော့လိုက်နာပေးကြဖို့ပြောချင်ပါတယ်။သူတို့ကပြည်သူတွေကိုပဲဒုက္ခပေးမှာ PDF တွေလုပ်ရင်လည်းပြည်သူတွေကိုပဲဒုက္ခပေးမှာပြည်သူက PDF ကိုမုံပွားအောင်တမင်သက်သက်လုပ်နေတာ။ အဲ့ဒါလေးတွေကြောင့်လမ်းပိုင်းဖြတ်သားတဲ့အခါမျိုးမှာပြီးတဲ့တပ်ဖွဲ့တွေကထုတ်ပြန်တဲ့ကျင်းရချက်လေးတွေကိုလိုက်မှာပေးကြဖို့တောင်းဆိုချင်ပါတယ်လို့ပြောချင်တယ်ဟု Area 71 LPDF မုံရတပ်ဖွဲ့ခေါင်းဆောင်ကပြောပါတယ်။အကြမ်းဖက်မရောက်နိုင်ဖာမျိုးတို့လာရောက်နေဖြစ်၍ BGF အပါဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကညာမြုပ်ထဲမလာရအမိန့်ထုတ်ပြီးဖာတခွင်လုံခြုံရေးအထူးတင်းကျပ်ကမူပင်တွင်လည်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတိကျတို့ဖွင့်ပွဲတည်ဦးမည်ဖြစ်ကြောင်းတီးရပါတယ်။အကြမ်းဖက်မရောက်နိုင်မှာကရင်ပြည်နယ်ဖာမျိုးတို့လာရောက်နေဖြစ်၍ BDF အပါဝင်စစ်တပ်နဲ့အစဉ်ပြေသောကရင်လက်နက်ကန်များမြို့ထဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတနင်းရင်းမြစ်တို့ကပြောပါရယ်ဒီမှာနေအကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ကလက်တော်ရန်ကုန်မြို့တွင်ရောက်ရှိနေပြီးဗုဒ္ဓဘာသာကရယာနာယူဝအသင်း 1BA 85နှစ်မြောက်စေရတု38ပြားမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမွေးစုကြီးမြပွဲခါနာတို့တက်ရောက်ခဲ့ကြောင်းရင်းမတဆင်ဖာမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရပါရယ်ဖာကိုမအားလာလာမှလို့ကရင်လက်နက်ကန်တွေကိုလက်နက်ကန်ပြီးမြို့ထဲမလာရအမိန့်ထုတ်ထားတယ် ဖမ်းမှာတက်တဲ့တွေ့ဆုံပွဲနဲ့ဘီရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်။ပြီးရင်ဖမ်းတောင်ကလေးစစ်ဆေးရုံကိုတွားပြီးဒဏ်ရစစ်သည်တွေကိုတွားပြီးတွေ့ဖို့ရှိတယ်ဟုကရင်စစ်သည်ရင်းနှီးကပြောဆိုပါရယ်။ထို့ပြင်မရောက်နိုင်ကငူပြင်းမြုပ်နယ်တွင်ဖွင့်လျင်ရာရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူပင်ဖွင့်ပွဲကိုလည်းတရောက်ရန်ရှိနေပြီးမြန်မာနိုင်ငံကလည်းမူပင်မြုပ်တစ်ခုလုံးလမ်းဘေးဝဲရာဆေးတို့ချင်းလုံခြုံရေးများခြားထားခြင်းဝကြီးဌာနအဆောင်များဆေးတို့ချင်းများလှုပ်ဆောင်ရရှိကြောင်းသိရပါရယ်။ ်နော်မာလာတပ်ပြပတ်မှာမူပင်မှာစိုက်မွေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ဖို့ရှိတယ်အဲ့ဒါအတွက်အခုကတည်းကကြိုပြင်ဆင်နေကြပြီဟုမူပင်ခြေဆိုင်ဒေသကင်းထောက်တရင်ရင်းတက်ကရှင်းပြပါတယ်ကမ်ဘလူမြုံနဲ့တောင်မက်မှာတက်ပွဲဖြစ်ပွားနေကြောင်းတီးရပါတယ်စကိုင်းတိုင်းကံဘလူမြုံနယ်တောင်မချမ်းမှာစစ်ကောင်စီတပ်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်နေတယ်လို့ဒေသစစ်ရေးတရင်ရင်းတဲ့တွေကပြောပါရယ်။နွန်ဘာလ12ရက်ကရင်းတက်ရွာနီးမှာစစ်ကြောင်းပြတ်သွားတဲ့အထိထိခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီကကံဘလူမြုံပေါ်ကနေအင်အားတရာထက်မနည်းဖြည့်တင်ပြီး ကာဘိုရွာဘက်ကိုစစ်ကြောင်းထွက်တိုးလာတာလို့သိရပါတယ်။အခုဖြစ်တာကကာဘိုရွာနဲ့အောင်ချမ်းသာအုပ်စုထဲမှာပဲသူတို့စကားစားဘက်ကအရင်ကာဘိုမှာရှိတဲ့အထိုင်နဲ့မြို့ပေါ်ကထပ်ဖြည့်တဲ့အင်အားနဲ့ဆိုအိုင်ပေါင်း6ရွာနီးတဝိုက်250လောက်တုံးထားတယ်လို့စီးသတင်းရင်းမြစ်တူကပြောပါတယ်။တိုက်ပွဲဆစ်ဖြစ်နေပြီးလုံကြုံရဲ့အရာနေရာချင်းတွေကိုမပြောနိုင်သေးဘူးလို့ကမ်ဘလူခိုင်စီးတာဝန်ရှိသူကအသိပေးထားပါတယ်။အခုဒီချိန်မှာလေဒီကောင်တွေတော်တော်ထိတယ်အဲဒါကြောင့် ရုပ်ပေါ်ကအင်အားတွေထပ်ဖြစ်နေရတာလို့ကမ်ဘလူဒေတာရင်းတင်ရင်းတကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ကမ်ဘလူခင်ဦးရေဦးဒဇယ်မြို့နယ်ဆက်နုံမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့လေကြောင်းအန်တရဲ့ထူးထူးပုံနဲ့တော်ထိုင်းအင်အားစုတွေတိုက်တွန်းထားပါတယ်နိုဘာ၁၂ရက်ကကမ်ဘလူမြို့နယ်ကာဘိုးရွာကနေရင်းတရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရက်နှစ်ဦးပါစစ်ကောင်စီတပ်ဂျားပြက်တိုက်ခတ်ခံရပြီးစစ်တုံးပန်း၅ဦးဖမ်းဆီးခံရပြီးတေဆုံသူ90ကရှိခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ် ။ဒါအပြင်လက်နက်ခဲယမ်းတွေလည်းရရှိခဲ့ပါတယ်။